ကျောင်းရွာလေးတက်ရွာမှာဖိုးနုနဲ့မမောင်တို့တငယ်ချင်းနှစ်ယောက်ရှိပါတယ်။ဖိုးနုကမိဘရှိပေမဲ့မမောင်ကတော့မိဘမဲ့ကလေးတယောက်ပါ။သူတို့လေးတွေကဖားရဲ့ငားရဲ့ရောင်းရင်အသက်မွေးဝမ်းကြောင်းပြုတ်ကြပါတယ်။တနေ့မှာတော့သူတို့စားတော့ရင်စကားထိုင်ပြောနေတဲ့ချိန်မှာမမောင်ပြီးရကုန်ပြီလား။မကုန်သေးရင်တစ်ခွက်တိုက်ရအောင်ကွာ။ရတာပေါ့။ဒီနေ့တော့ပျော်ပျော်ကြီးတောက်ကြမယ်ကွာ။အခုမှပြီးရဆိုတာတောက်ဘူးတော့တယ်။မင်းရလေကွာ။ပြီးရလေးတောင်မတောက်ဘူးလား။ တုံးလိုက်တာငါမင်းလို့ပတ်စံမရှိဘူးလေဟာသူတို့စကားထိုင်ပြောနေတော့ဖိုးနုတို့အမေကငရုတ်ကြပွဲကြိုင်ပြီးလာဆဲပါတော့တယ်ဖိုးနုငါနဲ့ခုနကလေးကခေါ်နေရမလားပေါ့လေဟာလားအလုံးမရှိအကင်မရှိတနေ့တနေ့နင်းဒီလိုပဲဝိုင်းထောင်နေတော့မှလာပြောခဏနေပါဗျာအမေကလည်းဘီယာတောက်တာတပူးတော့မကုန်သေးဘူးဟဲ့ငါတလောက်ပြောနေတာဒီကောင်လေးကတော့နင်းတို့ဒီလိုဝိုင်းတောက်နေမှအစားပစ္စည်းသွားရှာပြီးလာရမှလားသူများလို့စုမိဆောင်မရအောင် အခုကြတော့လည်းအလုံးရှိ gain ရှိတနေ့တနေ့တောက်စားမူးယူနေတာအတုံးကိုမကြဘူးဖုန်းနှုတ်ရေငါပြန်တော့မယ်နော်မောင်မောင်ပြန်သွားတဲ့နောက်ဖုန်းနှုတ်လည်းသူ့အမေနဲ့လိုက်ပြန်ပြီးလှိန်နေကိုကိုကိုတွင်းနေခဲ့ပါတယ်ငါပြာဝဲပြီးမောင်မောင်ပဲတိုက်နေမယ်ဆိုရင်တော့ငါမိပါလည်းငေါ့ထပ်ပြီးတော့စူလေအောင်မှာပဲဘလို့လုံးရင်ကောင်းမလဲဩငါသိပြီမနေ့ပြန်ဟိုးကောင်ခေါ်ပြီးငါဖန်ဖားရိုက်သွားအောင်မယ်အဲ့ဖက်ကတော်တော်များလောက်တယ်နောက်နေ့မှာတော့ဖုန်းနှုတ်လည်း ငါးဖန်ဖားရိုက်ထပ်ဖို့သူ့တငယ်ချင်းကိုတွားခေါ်ခဲ့ပါတယ်။မမောင်ဒီနေ့အားလားဟာဘသူတော့မနဲ့ဆော့ဆော့ဆီဆီလာအော်နေ啊ငါဖုံးနုပါဟာမင်းအားရင်ငါးဖန်ဖားရိုက်တွားကြမလားလို့ပါမသိပါဘူးပြီးရတော့ဖို့လာခေါ်တော့မလိုက်ဘူးလို့ပြောမလို့နေ့အမေကတအားဆဲတာဟာအေးငါအမေကငါတို့ငါးဖန်တွားမယ်လို့ပြောပြီးထွက်လာတာဒါဆိုလဲတွားမယ်လေဒါနဲ့ဘယ်ဖက်မှာတွားရှာကြမလဲတောင်ချီနာ၆နာမှာတွားဖိုင်ကောင်းမလားလို့လေ အိုင်နာရှိလို့လားဟာငါတွေဟာရှိမှာပါအိုင်နာဘသူမှတိတ်မသွားရဲကြောက်လေတခြားရောရှာကြတာပေါ့ဗာလဲဟာဩမင်းကလဲဖားတွေငါတွေပြင်ကနန်းရှင်လဲကနန်းပစုံရှင်လဲပစုံဘောဟာမင်းသွားမှသေးချာရင်ငါတို့တညာလောက်သွားအေးအောင်လေသွားမှလားမသွားဘူးလားပြောသွားမှဆိုရင်မနှက်ပြမနှက်သွားလို့ရအောင်အထုပ်ပိုးပြင်ထားမလို့မမောင်လည်းပေးမှမသွားဖို့သိရနဲ့ဖုန်းနူးနဲ့လိုက်သွားဖို့သဘောတူလိုက်ပါတယ် နောက်နေ့မနက်စောစောမှာတော့သူတို့ညောင်လဲအထုပ်ပိုးလေးရှူပြီးခရီးစားထွက်လာပါတယ်။ခရီးထွက်လာတာနည်းနည်းကြာတော့မမောင်ကခိုးနူရငါမောလာပြီခဏလောက်နားရောင်ကွာနားကြမယ်လေအမောပြေမှာပဲဆက်သွားကြတာပေါ့သူတို့လည်းခရီးပန်းလာတာနဲ့အိပ်ပျော်သွားခဲ့တယ်။အဲ့ဒီချိန်မှာမမောင်ကအိမ်မက်တစ်ခုမှတ်နေပါတယ်။မင်းတို့ညောင်တီနားမှာဘာလုပ်ကြတာလဲ။မမောင်လည်းစိတ်ထဲကနေငားလာရှာတာလို့ပြောမိသွားတာပေါ့။ ဒီမှာငါးရှာလို့တော့ရပါတယ်။ဒါပေမဲ့အပေါ်မတက်နဲ့။အဲ့ဒီအပေါ်ဘက်မှာတောဆောင်းနဲ့တဆေရှိတယ်။အဲ့ဒီဖက်တက်သွားရင်မင်းတို့ဒုက္ခရောက်နိုင်မယ်။ဒီလိုနဲ့မောင်မောင်လည်းလန့်ပြီးတော့နိုးလာခဲ့တယ်။ဖုန်းနုဖုန်းနုထရောကထရောအာနိုးပါပြီကွာမင်းကလည်းဘာဖြစ်လို့လဲ။ငါအိတ်လို့ကောင်းနေပါတယ်ဆိုမှမင်းကလည်းမိုးကလည်းချုပ်လာတော့မှဆိုတော့ငါတို့အိမ်ပြန်ရအောင်ပါ။ငါခုနကတော့အိမ်မက်ခုမှတ်တာ။ဝတ်ဆောင်အဖြူရောင်နဲ့ကောင်မလေးတယောက်ပဲ။ ။သူကဟိုအပေါ်ဖက်ကိုမသွားနဲ့တဲ့။တဆေတွေတောင်းကျမ်းနဲ့လို့လာပြောသွားတာကွာ။မင်းရလေကွာကြောက်မနေစမ်းပါနဲ့။ကြွာသားတွေပြောထားတဲ့အဖက်မှာငါးတွေရမ်းများတာတဲ့။ကြောက်အောင်တော့သွားရမယ်ကွာ။သူတို့ကလူကြီးတွေဆိုတော့သွားတက်လာတက်တယ်လေ။ငါတို့ကလူငယ်ပဲရှိသေးတာ။တခါမှလည်းလာဘူးတာမဟုတ်ဘူး။ငါတို့ကြောက်တယ်ကွာပြင်ရောက်မှာ။မင်းရလေကြောက်မနေစမ်းပါနဲ့ကွာ။ဘသူနဲ့လာတာလဲဆိုတာမှိတ်သွားလိုက်လားမိုးချုပ်လာပြီးငါးများချိတ်ဆင်းရမှာမမောင်ကကြောက်နေပေမဲ့ တငယ်ချင်းပါတဲ့အတွက်သူတို့လည်းငားသွားမြားနေခဲ့ပါတယ်။ဒါပေမဲ့သူတို့ငားသွားမြားတဲ့နေရာကဝင်သွားပြီးရင်ဘသူမှပြန်မထွက်လာနိုင်ပါဘူး။သူတို့ငားမြားနေတုန်းမမောင်ကသူတို့နောက်တခုခုလိုက်လာသလိုခံစားလိုက်ရတာပေါ့။ဖုန်းတို့ငါတို့နောက်ကိုတဆုံတခုလိုက်လာနေတယ်လို့ပဲကွာ။သူတို့ညောင်လှည့်ကြည့်လိုက်တော့ဘာမှမရှိပါဘူး။ဘာမှမရှိပါဘူးကွာ။မင်းငါ့ကိုတမင်စနေရမလား။တကယ်လို့ငါတို့ရှေ့မှာတရေထွက်လာရင်ငါမိမ့်မ ငါမိမတော်လိုက်မှာကွာလာရဲလာကြည့်ရှောက်ပြောမနေနဲ့ဟာတော့ကြမင်းကုတ်လာချိုးနေအောင်မယ်သူတို့နှစ်ယောက်လည်းငါးသွားများပြီးလာထိုင်ဆောင်နေတာမိုးတော်တော်တော်ချုပ်သွားပြီးအဲ့ဒီချိန်မှာပဲလေစိမ့်တွေကတအားတိုက်လာတော့မမောင်တယောက်အရှမ်းကိုကြောက်နေပါပြီဖုန်းတို့မင်းငါမထားခဲနဲ့နော်ငါကြောက်တယ်ကွာမင်းရလေကွာငါနဲ့လာတာပါဘာမှကြောက်နေနဲ့သွားမယ်ငါသွားကြည့်ကြမယ်ငါချင်းမမေ့နဲ့နော်အေးပါ သူတို့နှစ်ယောက်လည်းညားထားတဲ့ကြိတ်တွေလာကြည့်ကြတာပေါ့ဖိုးနုအကုန်ရရဲဟာဒီနေ့ငါတို့တော်တော်ကံကောင်းတာပဲအေးကွာဒီနေ့တော့တကယ်ကံကောင်းတာပဲငါပြောတယ်မလားငါနဲ့လာတာဘာမှကြောက်စရာမလိုပါဘူးလို့အခုတော့ကောင်းကောင်းစားတော့လို့ရပြီနောက်တနေ့ရသွားကြည့်တဲ့ချိန်မှာတော့တစေတကောင်ကသူတို့ငါးကိုလာစားနေတာတွေ့တော့ဖိုးနုကမသိပဲလှမ်းဟောက်လိုက်ပါတယ်ဟေးခမရဘာတူလဲ ဘာလို့ငါတို့များထားတဲ့ငါ့ကိုလာစားနေရလဲကို့ဘာသာကိုသွားများပါလားအဲ့ဒီတစီကဘာမှမပြောပဲစားဆရာရှိတာပဲဆက်စားနေခဲ့ပါတယ်အဲ့ဒါလူမဟုတ်တော့ဘူးကွာဘသူကအစိမ်းစားလို့လဲသူတို့နှစ်ယောက်လည်းအနီးနားကိုသွားကြည့်လိုက်တဲ့ချိန်မှာတော့တစီမျက်နှာလှဲ့လာကမှနှစ်ယောက်လုံးထိတ်လန့်သွားကြတယ်အမလေးတစီပြဖုန်းနုမင်းခုနပြောတော့တစိမြင်မိမတော်ပြမှာဆိုဘာလို့ငါထက်ရင်ပြေးနေရလဲလာတော်လေ တောက်ယူမင်းလှုပ်ချင်ရှုလေငါတို့နောက်ကိုလိုက်လာတော့လားလာတယ်ဟာငါတို့ဘယ်လိုလုပ်ကြမလဲသူတို့နှစ်ယောက်ထွက်ပြေးရင်လမ်းသွဲနှစ်ခုတွေ့တော့ပဲသွားရမှမသိဖြစ်နေ ਆ ပေါ့ဖိုးနုအခုငါတို့ပဲလမ်းကိုသွားကြမလဲပဲလားညာလားမင်းငေါ့လာမင်းနေတယ်ငါဘယ်လိုလုပ်သိမှာလဲကွာဒါဆိုလဲဒီဘက်ကိုသွားရအောင်ကွာအဲ့ဒါဆိုလဲမြင်မြင်သွားလေသူလာနေပြီဟာသူတို့နှစ်ယောက်လည်းအချိန်တော်တော်လေးကြာနေပြီမဲ့ တော်ရဲကနေထွက်မသွားနိုင်ပါဘူး။ဝင်းကဘာတော့ဖြစ်နေတဲ့အတွက်ဘသူလာလာပြန်ထွက်နိုင်တဲ့လူမရှိသေးပါဘူး။မင်းတို့ဘယ်ကိုပြေးမလို့လဲ။ငါပိုင်နဲ့ထဲငါလာဖမ်းတဲ့အတွက်မင်းတို့ညောက်ကိုငါတက်စားမှာကွာ။အကြာကြီးထွက်ပြေးနေပေမဲ့တော်ရဲကမထွက်နိုင်တဲ့အတွက်ကြောင့်တစီကိုပြန်တိုက်ခိုက်ဖို့ရွေးချယ်လိုက်ပါတယ်။ဘိုးနူကတုံနဲ့ရိုက်မမောင်ကကွာနဲ့ထက်ခါထက်ခါထုနေပေမဲ့တစီကဘာမှမပြတ်တဲ့ပြင် သူတို့ညကိုတောင်ပြန်ပြီးတော့တိုက်ခိုက်သေးတယ်။ဖိုးနှုတ်ကိုကင်ပေါက်လိုက်မမောင်ကိုကင်ပေါက်လိုက်နဲ့လုံနေခဲ့တယ်။မမောင်ငါဘဝမှာလေငါမိပပြီးရင်ငါအချစ်ရဆုံးလူဟာနေမဲတငယ်ချင်းငါကြောင့်မင်းတီလို့ဒုက္ခရောက်ရတာငါတားမှန်ပါတယ်ကွာငါလာရှာတာလေငါရောက်ပြီးအမေကိုနည်းနည်းပါပါပေးနိုင်ပြောမယ်လို့တွေးမိတာဘဝနဲ့ရှင်ပြီးတစီနဲ့လာပြီးတိုက်ခိုက်ရမယ်လို့မထင်တော့ကွာမဟုတ်ဘူးကွာငါတို့အသက်ပေးရနေလွတ်နိုင်ရမယ် မမောင်လှဲနေရကနေထလာပြီးတစိကြီးကိုအထက်ထက်ခတ်ခါပြစ်တစိကိုပြစ်ပေါလိုက်နဲ့နောက်ဆုံးမှာတော့မမောင်လည်းမောပြီးလဲကျသွားပါတယ်ဟာဟာဟာနောက်ဆုံးမှာတော့နင်တို့ကလီစာတွေကငါ့အတွက်ကိုဖြစ်ရတော့မယ်အဲ့ဒီချိန်မှာပဲမထင်မှတ်ထားတဲ့အရာတခုဖြစ်ပေါ်လာခဲ့ပါတယ်။ယသိတဘာကသူတို့ညောက်ကိုလာခဲ့ဖို့ရောက်လာပါတယ်။ဒီထက်ဝတ်ကျွေးတွေလုံနေပါနဲ့တော့ငါကိုတော့တောင်းဆိုပါတယ်။ယသိကြီးကဘယ်ကနေရောက်လာလဲ ကျုပ်တို့ကလေးဆောင်စားမှာလမ်းဖယ်ပေးပါမင်းဟာတကယ်ဝတ်ကြွေးမကြောက်တာပဲဒီလိုဆိုရင်တော့ငါဆုံးမမှရတော့မယ်နဲ့တူတယ်ငါမင်းကိုကြောက်မယ်လို့ထင်နေရလားရသိဘလို့နေနေငါတို့မရရအောင်စားပြစ်မယ်ကြည်နေဆုံးမလို့မရတဲ့ဆုံးရသိကြီးလဲကာထာရုတ်ကတဆေကိုဖမ်းချုပ်လိုက်ပါတယ်မမောင်နဲ့ဖိုးနုလဲရသိကြောင့်အသက်အန္တရာယ်ပြီးကနေလွတ်ခဲ့ရပါတယ်ရသိရာသူ့เจ้าကိုခေါ်သွားပြီးစေကူတာပေးပြီးနောက် သူတို့နေတဲ့ရှက်ရွာကို ပြန်ပို့ပေးခဲ့ပါတယ်။ဖိုးနူးနဲ့မမောင်လည်းသူတို့ကြုံတွေ့ခဲ့ရတာတွေကိုကြွားထဲကလူတွေပြန်ပြောပြီးဘသူမှအဲ့ဒီတော်တဲ့ကိုထပ်မသွားရဲတော့ပါဘူး။ဟုတ်ကဲ့ပါရှင်။ဇလန်လေးကိုနားဆင်ပြီးတော့အခုကြည့်နေတဲ့ပရိသတ်တွေလည်းမသွားရလို့တားမြစ်ထားတဲ့နေရာတွေကိုမသွားနဲ့နော်။တခါတလေစူးစမ်းဆင်ချင်တာလည်းမကောင်းမြောင်လေ။ဒီတော့အမောက်အားပေးတဲ့နေနဲ့အမရဲ့ TikTok အကောင့်လေးကိုလည်း follow လေးလုပ်အသေးလေးပြီးခဲ့ပါတော့။အမရဲ့ TikTok အကောင့်ကို မသိသေးတဲ့သူရှိလားရှင်။ Lady King Vice Over TikTok အကောင့်လေးဖြစ်ပါတယ်။အမအို YouTube မှာရော TikTok မှာရောအားပေးနေတဲ့ပရိသတ်ရောက်ချင်းစီတိုင်းကိုကျေးဇူးများတက်ပါတယ်။ပရိသတ်တွေအားလုံးပဲပေးအပ်နေတဲ့ပေါင်းမှာကင်းဝေးကြပါစေ။